ညီကိုတို့အားလုံးပဲမင်္ဂလာပါ Football Days 88 Tips and News Channel ကနေကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့မှာရွှေညီကိုတို့အသက်တပွဲကောင်းလေးပြီးချင်တဲ့ပွဲအနေနဲ့ကျွန်တော်က Quarterback versus Chelsea ပွဲလေးကိုအကြံပြုပေးလိုက်ပါတယ်ဗျာ Okay ဒါဆိုပွဲသွင်းတဲ့ချက်လေးကိုတစ်ချက်ကြည့်လိုက်ရအောင် Quarterback ကနောက်ဆုံး၅ပွဲမှာ3ပွဲ9တပွဲရှုံးတပွဲတည်နေခြေကွင်းရလေတကယ်ကိုကောင်းထားတယ်ဆိုပေမဲ့အရန်ကြီးမျောလင်းလို့မရသေးတဲ့အခြေအနေရှိတယ်ပေါ့ဗျာအခုမှစပြီးတော့ဒီဆောင်နေတဲ့အတင်းဆိုလဲမမှဘူးပြီးခဲ့တဲ့အခါကဆိုရင် အက်သလက်တစ်ကလပ်ဘီဘာဟုကိုအကျင့်နယ်ကစားသည့်3-1ဆိုတဲ့ရလနဲ့ရှုံးထားတယ်။ Okay ဒါဆိုချယ်ဆီကိုတစ်ချက်ကြည့်လိုက်အောင်။ချယ်ဆီတို့တော့ဒီဘွဲကအဝေးခွင်းသွားကန်ရသည့်တိုင်အောင်ပြဿနာတိတ်မရှိဘူး။ချယ်ဆီတို့တော့အေးအေးဆေးဆေးဖြစ်မယ်ကိုထင်တယ်။နောက်ဆုံး၅ဘွဲမှာ၄ဘွဲအထိနိုင်ထားတယ်။ပြီးခဲ့တဲ့အခေါက်ဆန်ဒါလန်ကိုအင်ကွင်းမှာမျိုးလင့်ပဲရှုံးခဲ့တဲ့ဘွဲပဲရှိတယ်။တရားကနေပြန်သက်သာလာတဲ့တိုက်စစ်မှုဒီလည်းလည်းပြန်ပါလာနိုင်မှာမို့လို့ပရီးမီးယားလိဂ်နဲ့အဇာဘိုင်ဂျန်လိဂ်နဲ့အစင်တန်းကွာခြားမှုတွေကြောင့် ချယ်ဆီအနေနဲ့ခက်ခက်ခဲခဲကစားဖို့မလိုဘူးလို့ပြောနေပါတယ်။ Okay ဒါဆိုဂျေးပေးထားမှုကိုတစ်ချက်ကြည့်လိုက်ရအောင်။ကျွန်တော်တို့မြန်မာ steady ဂျေးလေးကချယ်ဆီဘက်ကတလုံးအနုတ်80ဆိုတဲ့ဂျေးလေးပေးထားတယ်။တလုံးအရှုံးပေါ့ဗျာ။ကိုပေါင်းဂျေးကတော့၃လုံး20ရှုံးဆိုပြီးပေးထားတယ်ပေါ့ဗျာ။ Head to head မှာဆိုရင်လည်းချယ်ဆီကဂိုးပြတ်ကစားထားတာကိုတွေ့ရမယ်။ဒါကြောင့်မလို့ဒီဖွဲကိုကျွန်တော်ကတော့ချယ်ဆီဂိုးပေါ်ကိုပဲကြိုက်မိပါတယ်။ဘာကြောင့်ဆိုပေးထားတဲ့ဂျေးလီကလည်းချယ်ဆီကိုတလုံးရှက်ဆုံးရှုံးဆိုတဲ့အပြင်အတင်းအတင်းရဲ့အနေထားရဲ့ လီကွာချားချက်ဒီကြောင့်ဖြစ်တယ်။ဂိုးပေါင်းကြီးကိုတော့ကျွန်တော်ကတိမပေးခြင်းဘူး။သုံးလုံးအနုတ်20ဆိုတဲ့ခြေက31ဖြစ်သွားနိုင်တဲ့အနေအထားရှိလို့ကွာ။ဒါကြောင့်မလို့ရွှေညီကိုလို့အတက်တပွဲကောင်းလေးအနေနဲ့ချက်စီကြီးပေါ်လီကိုပေးလိုက်ရပါတယ်ဗျာ။